ငွေကြီးဥစ္စာရှာဖွေရခက်ခဲပေမဲ့လည်းရန်ကုန်ထက်ကုန်စည်နှုန်းတွေပုံမြင့်တက်နေခဲ့တဲ့ဇကိုင်းတိုင်းကဲပရိသတ်ကြီးတို့ဤဇကိုင်းတိုင်းဆိုရာကတော့စပေးတီမကတဘာဝဘေးကြီးကိုပါခံနိုင်ရတဲ့တိုင်းဒေသကြီးတစ်ခုဖြစ်တယ်လို့ခုချိန်မှာဆိုရင်လည်းစားဝတ်နေရေးအပိုင်းမှာပါခက်ခဲကြက်တင်နေခဲ့ရပြီပဲဖြစ်ပါတယ်။ဇကိုင်းတိုင်း Homely Dwight နန့်တော်ရွာမှာ ကျောက်ဦးတလုံးကိုမြန်မာငွေကျပ်3000ပေးပြီးဝယ်စားနေရတယ်ဆိုတဲ့အကြောင်းဒေတာကံရီစီကကြားသိလာရပြီပဲဖြစ်ပါတယ်။အဲ့ဒါအပြင်ခရမ်းကျင်တီတပိတ်သားကို9000ကျပ်ကနေ8000ကျပ်အထိအဆမတန်ဈေးနှုန်းမြင့်တက်နေတဲ့အတွက် အခြေခံလူတန်းစားတွေမှာစားရတောက်ရခက် ဖြစ်နေကြကြပဲဖြစ်ပါတယ်။သူတို့အနေနဲ့ကတော့တခြားသောဘလို့ကိစ္စကိုမှပအဝင်ပတ်သက်နိုင်ခြင်းမရှိပေမဲ့လည်းရန်ကုန်မြို့လိုမြို့ကြီးပြကြီးမှာတောင်ရှာဖွေရခက်နေတဲ့ငွေကြေးကိုသူတို့လိုမျိုးခက်ခဲတဲ့ဒေတာမှာရှာဖွေဖို့ဆိုတာဘလို့မှမဖြစ်နိုင်တာကြောင့် ကျွန်တော်တို့သခိုင်းတမျိုးတည်းဒီလိုအဖြစ်တွေနဲ့ကြုံရရဲဆိုပြီးရင်ဖွင့်လာခဲ့ကြတာပဲဖြစ်ပါတယ်။တကယ်တမ်းမှကျတော့လေကျုပ်အစဉ်တလုံးကိုရန်ကုန်မှာတထောင်နဲ့ဝယ်စားရမယ်ဆိုရင်တော့အော်ဟစ်နေကြတာဆိုတော့သခိုင်းတိုင်းရဲ့ကုန်စည်နှုန်းတွေကတကယ်ကိုမှကြောက်စရာကောင်းနေကြတာဖြစ်ပါတယ်ရှင်။ဆိုတော့ပရိသတ်ကြီးတို့လည်းသခိုင်းတိုင်းမှာဒီလိုမျိုးကုန်စည်နှုန်းတွေမြင့်တက်နေတဲ့အကြောင်းကိုသိရင်ပြောပြသွားခဲ့ကြပါအောင်ရှင်။